မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့ညပူချိန်အခြေအနေများမှာချင်းပြည်နယ်ပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်တို့အောက်နှစ်တကာ reset ရဲ့ရောင်းနေခဲ့ပြီး ကချင်ပြည်နယ်မှာနိုဝင်ဘာလရဲ့ပုံမှန်ပူချိန်ထက်3 degree recess ရဲ့ပိုခဲ့တာကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့နိုဝင်ဘာလရဲ့ပုံမှန်အပူချိန်ခန့်သာရှိခဲ့ပါတယ်မြို့လိုက်ထူးခြားတဲ့ညအပူချိန်များမှာဟာခါမြို့မှာ2 degree recess ရဲ့လိုင်းလင်မြို့မှာ9.8 degree recess ရဲ့ဟဲဟိုးမြို့မှာ6.8 degree recess ရဲ့တီးတိမ်မြို့မှာ9 degree recess ရဲ့ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့မှာ9.5 degree recess ရဲ့ ပင်လန်းမြို့မှာ6.4ဒီဂရီဆယ်စီယံ၊မိုင်းယမ်းမြို့မှာ17.5ဒီဂရီဆယ်စီယံ၊လိုက်ကော်မြို့နယ်၊တောင်ရွှေမြို့တို့မှာ17ဒီဂရီဆယ်စီယံစီနဲ့လာရှိုးမြို့မှာ17.4ဒီဂရီဆယ်စီယံတို့ဖြစ်ကြပါတယ်။မြို့လိုက်ရွာသွန်းခဲ့တဲ့မတ်သားဖွယ်ရာမွေးချိန်များမှာလည်းခန်းတီးမြို့မှာ3.16လက်မနဲ့မိုးကောင်းမြို့မှာ3.38လက်မတို့တိုက်ထွာရရှိခဲ့ပါတယ်။အားကောင်းတဲ့လေပြင်းနဲ့ရုံပေါ်အခြေအနေနဲ့ ဒီကနေ့မြန်မာစံတော်ချိန်10:00နာရီခွဲချိန်တိုက်ထွာချက်များအရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ရင်းနှံဆက်ဆက်လက်ရှိတဲ့မလက်ကာရေလက်ချာနီမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရံဝန်ဟာပုံမောအကောင်လာပြီးအကောင်နဲ့လေပြင်းနဲ့ရံဝန်ဖြစ်သူရောက်ရှိခဲ့ပါတယ်။အစမအကောင်နဲ့လေပြင်းနဲ့ရံဝန်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး24ရက်စက်တလ2025ရက်နေ့မှာပုံမောအကောင်လာကဘင်္ဂလားပင်လယ်အရှိတောင်ပိုင်းနဲ့ရင်းနှံဆက်ဆက်လက်ရှိတဲ့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ပါတယ်။ ထိုမှတစ်ဆင့်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးနောက်48နာရီအတွင်းပုံမောအားကောင်းလာကဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့နေ့လည်းတနအကွဲချိန်မိုးလေဝသဂျိုးတို့မှဖမ်းယူရရှိတဲ့ပုံရကပ်ပလီပင်လယ်ပင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အမြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပင်တောင်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တက်မှတိမ်ထိုးထက်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်း အနောက်ပိုင်းအလဲပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ်အထက်အထက်မှာတိမ်ထွက်ထနေပြီးကြံဒေသများမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာလေပြင်းအားလျော်နေနေတာကိုတွေ့ရပါတယ်။မြန်မာပင်လယ်ပြင်မှာပေါ်တမကွေမွန်တနင်္သာရီကမ်းရံလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံပန်ရံခါမိုးသက်လေပြင်းများကြောက်ရောက်ပြီးလိုင်းကြည့်ပါမယ်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအိကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြစ်မှာမော်တမခွေမော်တနင်းတိုင်းကမ်းရိုးနဲ့ရှောင်းတဲ့ကမ်းလွန်ပင်လေပြင်းတို့မှာကိုးပေမှာဆက်တက်ပေးခန့်ရှိနိုင်ပါတယ်။ကျံပြမပင်လေပြင်းမှာလိုင်းအသင့်တင့်ရှိပါမယ်။လိုင်းမြစ်မှာမြဝချုံပေါ်ရခိုင်ကမ်းရိုးနဲ့ရှောင်းတဲ့ကမ်းလွန်ပင်လေပြင်းတို့မှာ6ပေမှာ10ပေခန့်ရှိနိုင်ပါတယ်။မနက်ဖြန်မနက်အထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာ နေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမုတ်တချုံရွာပါမယ်။ချင်းပြည်နယ်နေပြည်တော်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအများအဖြစ်တရားပြီးရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိတ်အသည့်အသည့်ဖြစ်တော်မှာမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ချင်းများလိုက်ဖြစ်ပေါ်နိုင်တဲ့ မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မနှက်ထီမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တရားပါမယ်။အနိုင်ဆန်းပူချိန်မှာ17ဒီဂရီဆက်စီရဲ့64ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆန်းပူချိန်မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရှန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနှက်ဖြန်မနှက်ထီမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများအားဖြင့်တရားပါမယ်။အနိုင်ဆန်းပူချိန်မှာ27ဒီဂရီဆက်စီရဲ့80ဒီဂရီဖာရင်ဟိုက်နဲ့အမြင့်ဆန်းပူချိန်မှာ 33ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်ဒီတစ်ဝိုက်အတွက်မနက်ဖြန်မနက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများအားဖြင့်တာယာပါမယ်။အနေစမ်းပူချိန်မှာ27ဒီဂရီဆယ်စီယပ်80ဒီဂရီဖာရန်ဟိုက်နဲ့အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော် ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာညအပူချိန်များအနှဲငယ်ရောင်းနေနေပါတယ်။မြင်းကလေးသတင်းနေနေကတော့ဒီကနေ့မြန်မာစံတော်ချိန်17နာရီ6မိနစ်29စက္ကန့်ချိန်မှာဒဝဲမြင်းကလေးစခန်းမှာအနောက်တောင်ဘက်135မိုင်ခန့်ကွာဝေးတယ်။မြမပေလည်းပြန်လောင်းလုံမြို့ရဲ့အနောက်တောင်ဘက်108မိုင်ခန့်ကွာမြောက်လက်တီတို့73.53ညဒီဂရီအရှိတ်လောင်တီတို့66.59ဒီဂရီအနက်15ကီလိုမီတာကိုဗဟိုပြု၍ NR Radar Scale ဒေတာသမကိုအဆင့်ရှိအင်အားအနည်းငယ်ရှိတဲ့မြင်ကလေးတစ်ခုလောက်ရှားသွားကြောင်းတိုင်းထွာရရှိပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မွန်းလနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။